ို့အနေနဲ့တိုးတက်ပြောင်းလဲဖို့ဆိုရင်ကိုယ်တိုင်စူးစမ်းနေုံနဲ့မရဘဲနဲ့မှန်ကန်တဲ့ပုံဝင်ချက်မှာရှိနေဖို့လည်းအမှန်တကယ်ကြည့်ပါဘူး။အလုံးမင်္ဂလာပါ။ကျွန်တော်တလောကဂျပန်မိတ်ဆွေတယောက်နဲ့ပေါ့နော်ပြောပြတယ်ပြောပြတဲ့အခါကျတော့ तू ဂျပန်ရောက်ပြီးတိတ်မကြဘူးပြောင်းလဲတယ် တိုးတက်မှုတွေပေါ့နော်အများကြီးဖြစ်ခဲ့တယ်အဓိကအဖြစ်တော့သူဂျပန်နေစီကနေတော့သူနမူနာယူပစ်တာပေါ့အမှဒီအဝတ်စားဝတ်တာနဲ့ပတ်သက်လို့အရင်ကနေပို့ပြီးတော့အတသက်ရဲ့ဝတ်စားစင်ဖြစ်လာတယ်အဓိကတော့ဂျပန်နေမှာသူကဘလို့ဝတ်စားမျိုးပဲဟိုရိုးရှက်ရှက်နဲ့တတ်တတ်ရဲ့ဝတ်တတ်တယ်ပေါ့လေဒါတော့လည်းသူသဘောကျတယ်သူကိုယ်တိုင်လည်းလိုက်ပြီးပြောင်းလာတယ်ပေါ့နော်အနောက်တစ်ခုကကျတော့ဒီအစားတောင်းနဲ့ပတ်သက်လို့လည်းသူပြောင်းနေပြောတယ်အစားတောင်းနဲ့ပတ်သက်တော့ဒီကျမကြီးနဲ့ညှင်းညွတ်တဲ့အစားတောက်တွေသူပို့ပြီးရွှေချက်စားတောင်းပြလာတယ်ပေါ့နောက်တစ်ခုကတော့ ဒီ legend ကလောက်တာကျောင်းမလိုက်စားတာနဲ့ပတ်သက်လဲဒီတိုင်းပဲ။မအရင်တော့ကသူကအာ legend ကမလုပ်ဘူးပေါ့နော်။နောက်ပိုင်းကျတော့သူဂျပန်ရောက်တယ်။အေးဒီအိဒီနာချင်းနေရမှဆိုရင်ဒီအသက်ကြီးတဲ့လူတွေကစားပေါ့နော်။မအသက်အာ90ကျော်လောက်တွေကလည်းကျွန်တော်ဂျင်သွားပြီးတော့ပေါ့နော်။ legend ကနေတေချာလောက်တယ်။နောက်တချို့ဆိုရင်ဒီအသက်80 90အရွယ်တွေကစားမနက်ခင်းမှထပြီးတော့ဒီလမ်းလျှောက်တာတော့ပြေးတာတော့ပေါ့နော်။ဒါမျိုးတွေလောက်တယ်ဆိုတော့သူအစားကအကျမ်းမိုင်မလုပ်ခဲ့တဲ့ တူတောင်မှပဲနောက်ဘက်မှာတဖြည်းနဲ့ဒါကိုသဘောကျလာပြီးတော့ငါလည်းလုံးမရမယ်ဆိုတော့အတွေးဝင်လာပြီးတော့ဒါသူတောက်လျှောက်ကျမ်းမကြီးလှုပ်ပစ်တယ်ဒီအားသားတွေသူပုံမှန်လှုပ်ပစ်တော့လက်ချင်ကပုံမှန်လှုပ်ပစ်တယ်ပေါ့ဆိုတော့ကျွန်တော်တို့ဒါကိုကြည်ချင်းအဖြစ်လူတစ်ယောက်ကဒီတိုးတက်ပြောင်းလဲနေဖို့အတူတက်ဒီကောင်းတဲ့အရာတွေကိုတောက်လျှောက်လှုပ်ဖို့ဆိုရင်ကိုယ်တိုင်ကကျွန်တော်တို့ဒီဆန္ဒပြင်းပြရုံကိုယ်တိုင်ကအကျိုးစားအထောက်ရုံနဲ့မရဘဲနဲ့ ိုယ့်ရဲ့ပတ်ဝန်းကျင်အားလည်းကျွန်တော်တို့အရေးကြီးတယ်ပေါ့နော်အမှန်ကန်တဲ့ပတ်ဝန်းကျင်ကျွန်တော်ရွေးချယ်နိုင်ဖို့အရေးကြီးတယ်ဆိုတော့ကျွန်တော်တို့ကိုယ့်ရဲ့တိုးတက်ပြောင်းလဲမှုမှာမဟုတ်ကျွန်တော်တို့ရဲ့ဒီအကျင့်စရိုက်တွေအားလည်းကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့အများကြီးဆိုင်နေပါလိမ့်ဟိုတန်ခါနာနေ့တန်ခါမဟုတ်ဆိုနာနေ့မဟုတ်ဆိုဒါဆိုလည်းကျွန်တော်တို့ကပတ်ဝန်းကျင်ကဘယ်လောက်အရေးကြီးတယ်ဆိုတော့ဒါပြနေတာပေါ့ဒီလိုပဲကျွန်တော်ငငယ်တော့ကတင်ခဲ့ရတဲ့ကြီးကြီးနောင်ပုံမျိုးဆိုတာရှိတယ်ဟိုမှာဒီလူစုတွေလက်ထဲရောက်တဲ့ ခြေသားနဲ့ကျွန်တော်ဒီရသေတွေလက်ထဲရောက်တဲ့ခြေသားနဲ့ဒါတစ်ချိန်ကျတော့သူတို့ရဲ့ဇိုက်လက္ခဏာတွေကတော်လေးကွာချသွားတယ်ပေါ့နော်အမွေးခဲ့တော့တော့ကျွန်တော်တို့ဒီခြေသားလေးနှစ်ကောင်အတူတူပဲဒါပေမဲ့အဲတကယ်တကယ်ကျွန်တော်ကြီးပြင်းတဲ့ပတ်ဝန်းကျင်ရသူတို့မှာဇိုက်လက္ခဏာကွာခြားမှုတွေအများကြီးဖြစ်သွားတာပေါ့နော်။ဟိုလူသိုးတွေလက်ထဲရောက်တဲ့ခြေသားကအဲသူရဲ့ဇိုက်လက္ခဏာကြမ်းတမ်းလာတယ်။တကူဆိုတော့ ਨੇ သူကဒီရက်ဆက်တက်တဲ့ ပုံစံမျိုးဖြစ်လာတယ်ပေါ့နော်ပြောတာဆိုတာအစသူဒီအကျန်တဲ့၃၀လက္ခဏာရှိတယ်ပေါ့နော်တစ်ဖက်မှာကျွန်တော်တို့ကဒီရသေးလေးလက်ထဲရောက်တဲ့ခြေသားကြတော့သူကရှင်ကြည့်တယ်နောက်သိမ့်မွေတယ်ပေါ့နော်စသဖြင့်ကျွန်တော်တို့ကအဲသူရဲ့ကျင်လည်ရတဲ့ပုံဝန်းကျင်အလိုက်ပေါ့နော်သူတို့ရဲ့ဇာတ်လက္ခဏာတွေအတားပွဲပြားသတာတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပုံဝန်းကျင်နဲ့အများကြီးဆိုင်တယ်ဒီလိုပဲကျွန်တော်လုပ်ငန်းဝင်မှာကြည့်ချင်းဒီကူဆတ်မှုကတော်တော်လေးရှိတယ်ပုံဝန်းကျင်ရဲ့ကူဆတ်မှုရိုက်ခတ်မှုပေါ့နော်ကျွန်တော်တို့အလုတ်လုတ်တဲ့ပုံဝန်းကျင်မှာကျွန်တော်တို့က ရှိတယ်ဆိုရင်ကိုလည်းဒီအလုပ်ကိုကောင်းကောင်းလိုက်လုပ်ဖြစ်တယ်ဒီလိုပဲ AC ကျွန်တော်တို့ကျင်လဲရတဲ့ပတ်ဝန်းကျင်ဆိုလည်းကျွန်တော် AC လိုက်လုပ်ဖြစ်တယ်ကျွန်တော်ဆိုရင်သတိထားမိတယ်ကျွန်တော်ဒီလုပ်ခဲ့တဲ့အလုပ်တွေထဲမှာဆိုရင်ဒီ company တစ်ခုမှာပထမဆုံးလုပ်တဲ့ company တစ်ခုကဆိုကျွန်တော်ဘာရလဲဆိုတော့သူတို့အလုပ်မှာကဒီအလုပ်အလုပ်အလုပ်ပေါ့နော်ကျွန်တော်တို့ဒီအလုပ်ကိုကြိုးစားစားလုပ်တယ်အလုပ်အလုပ်လုပ်နေရနေပျော်တယ်နောက်ဒီသူတို့ဒီ organization ကကြစ်ကြစ်လက်လက်နဲ့ကျွန်တော်တို့အလုပ်တွေအများကြီးလုပ်နိုင်တယ်ကျွန်တော်ကိုယ်တိုင်လည်းအဲ့မှာ ကျင်လည်လာတဲ့ခါဘာရရလဲဆိုတော့ကျွန်တော်တို့ဒီအလုံးမကြောက်ဘူးအလုံးဘလောက်ပဲလောက်ရလောက်ရပါဘောနော်ဒီအလုံးကိုမကြောက်ဘူးကျွန်တော်တို့အလုံးလုံးနေရတယ်အဘာဖြစ်ဖြစ်ကိုတက် feeling ကောင်းတယ်ဘောနော်ဒါမျိုးကျွန်တော်တို့ရခဲ့တယ်ဒီလိုပဲ now လောက်တစ်ခုကြတော့လဲအဲသူတို့ကြတော့ဗာလဲလှုပ်လက်လက်နဲ့ဒီ creation တွေကျွန်တော်လှုပ်ခွင့်ပေးတယ်ကျွန်တော်တို့ထားပါတော့ဒီ area လောက်တဲ့ဆိုရင်မစာကျွန်တော်လှုပ်လက်လက်စာရေးလို့ရတယ်လှုပ်လက်လက်ကျွန်တော်ဖန်တီးလို့ရတယ်အဲအဲ့နေကျွန်တော်တို့ဗာရရလာလဲဆိုတော့ကျွန်တော်တို့ဒီစာကောင်းကောင်းရေးတဲ့အကျင့်ရတယ်ကျွန်တော်တို့တချို့ဒီဖန်တီးမှု ကောင်းကောင်းလုပ်တဲ့အကျင့်တွေဒါတွေရလာတယ်ပေါ့ဒါကြောင့်မကျွန်တော်ဒီပတ်ဝန်းကျင်ကကျွန်တော်တို့ပုံမှန်ရိုက်ခတ်မှုတွေနောက်ဒီတက်ရောက်မှုတွေပေါ့နော်အဲအများကြီးရှိတယ်ကျွန်တော်ဂျင်ဘွန်ပြောတဲ့စကားလေးတစ်ခုကိုကကျင်ပါတယ်။ဘာပြောလဲဆိုတော့လူတစ်ယောက်ကတည်းကသူပေါင်းတဲ့မိစေပေါင်းတဲ့ဒီ9ယောက်ရဲ့ဖြန်းမြောက်ပေါ့နော် average ပေါ့။ तू ဘယ်လိုလူတွေနဲ့ပေါင်းလဲ။ तू ဘယ်လိုလူတွေနဲ့မိစေပေါင်းနေဖြစ်လဲပေါ့နော်။အဲဒီလူတွေကြီးချင်းအပြင် तू ကဘယ်လိုလူဖြစ်လာမလဲဆိုတော့ကျွန်တော်တို့ခံမှန်းလို့ရတယ်ဆိုပြီးပြောထားတာရှိပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ တိုးတက်ပြောင်းလဲဖို့ဆိုရင်ကိုတိုင်ကစာနာပြင်ပြနေရုံကျွန်တော်တို့ကိုတိုင်ချူစားရုံနဲ့မရပဲနဲ့ကျွန်တော်တို့ပုံဝင်ခြင်းကျွန်တော်ပုံဝင်ခြင်းကောင်းမှာဘလောက်ထိကျွန်တော်တို့ရှင်သန်နိုင်လဲကျွန်တော်မှန်ကန်တဲ့ပုံဝင်ခြင်းဘလောက်ထိရွေးချယ်နိုင်လဲဒါအင်ပရန်ရေးကြည့်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့တိုးတက်ပြောင်းလဲဖို့ဆိုရင်ကိုတိုင်ကချူစားနေရုံကျွန်တော်တို့စိတ်ဆန္ဒပြင်ပြနေရုံနဲ့မရပါဘူးကိုယ့်ရဲ့ပုံဝင်ခြင်းနဲ့ကျွန်တော်တို့ကမှန်ကန်မှုရှိအောင်ကျွန်တော်တို့ရွေးချယ်နိုင်ဖို့ရေးကြည့်ပါတယ်တိုးတက်ငွေကြေးနဲ့စီးပွားရေးဆိုင်ရာဗီဒီယိုတွေပုံမှန်ကြည့်ရှုနားဆင်ခြင်းနဲ့ဆိုတော့ channel လေး subscribe လုပ်ထားလို့ရပါ Along, 这种地方。